ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတဲ့ပရိသတ်များငါပြည်သူတည်းမဟုတ်ပြောနော်မန္တလေးတိုင်းတဲ့ပသိမ်ကြီးမြို့နယ်တဲ့ကုန်းနန်းလေးရက်ကွက်အေးမြတာယာဘာကကြောင်းဘာကကြောင်းပါဆိုလို့ရှိရင်တဲ့နော်ကြောင်းအပ်ပြီးသားကိုတဲ့စင်းဖြောက်တယ်တဲ့နော်စစ်ပေးဆောင်ကလေးတွေအပေါ်မှာလဲစစ်ပေးဆောင်ကလေးတွေအပေါ်မှာလဲဒီ ကျောင်းထွက်လက်မှတ်မပါတာကိုအခွင့်ကောင်းယူပြီးတော့တဲ့၄သိန်း၅သိန်း၃သိန်းကနေပြီးတော့၁၀သိန်းအထိတောင်းနေပါတယ်တဲ့ဘာကဘုံကြီးကျောင်းဆိုပြီးတော့ပိုက်ဆံတောင်းနေတာဟာကြည့်မကောင်းဘူးတဲ့နော်အဲ့နဲ့ပတ်သက်ပြီးတော့ခံရတဲ့သူတွေကဒါမျိုးပြောလာတဲ့ကြောင့်ကျွန်တော်ဒါမျိုးကြားသိနေရတယ်အဲ့တော့မင်္ဂလာတိုင်းပသိမ်ကြီးမျိုးနဲ့ကုန်းတန်းလေးရက်ကွက်ကဟလာအေးပြတာယာဘာကကျောင်းနဲ့ပတ်သက်ပြီးတော့အဲစင်ရင်းတဲ့လိုက်စင်ရင်းမှာအခုချိန်မှာကလေကျွန်တော်တို့ ကြောင်းထွက်လက်မှတ်တွေကစစ်ပေးရှောင်ကလေးပါဆိုမှာပဲစစ်ပေးရှောင်လာရတာလေဗျာနော်အဲ့တော့ဘယ်လိုလုပ်ပြီးတော့ခင်ဗျားတို့ပြောတဲ့ဒီလက်မှတ်တွေပါလဲပါမလဲလေနော်အဲဒါလေးကတော့တစ်ခုပေါ့ဗျာနော်အဲနောက်တစ်ခုကတော့တောင်းဆိုလာတာလေးတစ်ခုရှိတယ်ဗျာသိလားကာကွယ်ရေးဦးစီးချုပ်ကအသက်80အထိလောက်တယ်ဗျာဟုတ်တယ်အဲ့တော့သူ့လိုမျိုးပေါ့နော်ကြံတဲ့ရက်ဖက်ပေါ့ရက်ဖက်ကဘယ်လိုခေါ်မလဲဆိုညှဉ်မှုတွေဒုညှဉ်မှုတွေလက်ထောက်ညှဉ်မှုတွေကိုလည်း65နှစ်ထိလောက်ခွင့်ပေးပါလားဗျာတဲ့နော် ဘာကြောင့်လဲဆိုလို့ရှိရင်တဲ့ CDM လောက်တာတွေများတဲ့ခါကြတော့အစ်စ်ကအမြဲစုနေရအဲ့တော့ဌာနတစ်ခုမှာပေါ့ရှေ့မီနောက်မီလေးတွေရတယ်အမြဲတမ်းထားရှိစေခြင်းဒါကတော့ပြည်သူ့ရင်ဖွင့်တာမှာเนาะ65နှစ်လောက်ထိတော့လုပ်ခွင့်ပေးပါတဲ့เนาะအဲ့တော့ဥမေအောင်လိုင်းခင်ဗျားတို့မှာအသက်80ကြီးလုပ်သေးတာပဲကျွန်တော်တို့လည်း65နှစ်65နှစ်ထိလုပ်ခွင့်ပေးပါဆိုတဲ့အဲတောင်းဆိုမှုလေးတွေရှိတယ်ပေါ့နော်နောက်တစ်ခုကပြည်သူစစ်တွေကိုပြည်သူစစ်ပတ်စပေါ့ဗျာပတ်စတွေကိုခင်ဗျားတို့စုဆောင်းအောင်ပါเนาะအာစီနံမထွက်ပါဘူး ဆိုပြီးတော့စူဆောင်းခဲ့တာရှိရနော်အဲ့ဒါမဟုတ်သေးဘူးဗျအခုတကယ်တမ်းရှေ့တန်းမှာပတ်စတွေကြီးပဲတိုက်နေပတ်စကိုပတ်စဒီအရင်ဆုံးမဲစပွင့်တာကလေခင်ဗျားဂရီမတီတာနော်တကယ်တမ်းပို့တော့ရခိုင်ကိုတန်းပို့တာအဲ့ထဲကလည်းကျွန်တော်သိတယ်နော်အခုဆိုလို့ရှိရင်ရခိုင်ကိုပို့နေတာပတ်စတွေများတယ်နော်အဲ့လေးလည်းသိစေချင်တာဟုတ်ပြီကောင်းကောင်းဝင်ရေးမယ်နေဦးဟုတ်ကောမကျွန်တော်တို့ရအခွင့်ရေးပေးဦးနော်ခင်ဗျားလေကောင်းရင်ပါလေလေမြေငလာပြေနေကြတဲ့ ကိုဘုံယူကျူတရင်လဲတာဒီနေ့ဆိုရင်เนาะဒီနေ့လာပြည့်ကျော်နှစ်ရက်နေ့အထိဟုတ်ပြီအဲ့တော့ကောင်မောင်ဖုန်းနံပါတ်ပေးလာပေးပါလားရင်ဖွင့်ခြင်းလို့တဲ့ကောင်မောင်တစ်တော့ရှိရနော်အဲတစ်တော့သွားအတစ်တော့သွားလိုက်အဲ့ကလာရနော်ပါလေလေကမ်းလိုက်လို့ပြောလိုက်တယ်ပြောတဲ့သူကိုစစ်သား65နှစ်တနက်ဘသူကတနက်ထိုင်နိုင်မှာတော့ ဘယ်လိုကောင်းမွန်ကြီးလဲရပါကျွန်တော်ခင်ဗျားတို့ဟောက်ခန့်ကျွန်တော်ကဆဲမြတ်သားဖြစ်နေ TC ဆိုတာတဲ့ចောင်းထွက်လက်မှတ်ပင်နေတယ်ဘယ်သူမှအခကျင်းတွေယူလို့မရပါဘူးတဲ့တချို့ចောင်းဆင်မတွေကလူဘဝနေတာတွေရှိပါတယ်တဲ့အာကျောင်းနေနဲ့မပြောခြင်းလို့ပါတဲ့နော်ကာကျက်ကသူအာနာမရှိရင်သူမိသားစုခံရမှာကြောက်လို့တမနာမဖြစ်မချင်းမစင်မေဘူးတဲ့အဲ့ဒါကျွန်တော်ပြောတာမဟုတ်ဘူးနော်အမှပြိတ္တထဲကခံစားသူပြောတာပါကျွန်တော်ကစစ်တပ်ကိုမမုံဘူးတဲ့ ကျောင်းသားတွေကိုတဲ့စာဖတ်စာအုပ်နော်ဖတ်စာအုပ်ထုတ်မပေးဘူးကွန်မောင်းတဲ့အော်ကျောင်းသားတွေကိုဖတ်စာအုပ်ထုတ်မပေးဘူးနော်ဟုတ်ပြီအဲ့တော့ကိုဘုံယူနေတယ်လည်းဟုတ်လားတဲ့ဟဲဒုက္ခပါပဲအအယူတော့အယူနဲ့တတ်မှတ်ချက်ပါနော်ယူသူချင်းနဲ့တတ်မှတ်ချက်နဲ့ပတ်သက်လာလို့ရှိရင်ဗုဒ္ဓဟောကြားတဲ့တရားပေါ်မှာခြေခံမိစေပုတ္တဇဏဥမ္မတကောလားနော် ပုတုဇဉ်တိုင်းကယူတယ်တနည်းမဟုတ်တော့တို့ယူနေတာကျွန်တော်ပြောပြမြန်မာပြည်မှာတမရယူနိုင်ငံယူကျွန်ယူနော်မရတာယူလင်တာယူဟာယူရတဲ့ပုံကြီးပဲနော်အဲ့တော့ကိုဖုံးယူတယ်လို့ပြောတဲ့သူတွေအားလုံးကလည်းသူတို့ကလည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကျွန်ယူရင်ယူမယ်ယူရင်ဘောယူမယ်အပဘောယူတာရှိပါတယ်နော်အဲ့တော့ကိုဖုံးယူတယ်လို့ပြောတဲ့သူတွေအားလုံးကိုကိုပြန်ဆန်းစစ်ပါနော်အဲ့တော့ယူတာနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်ဒုတိယကိုယူတယ်လို့ပြောမယ်ဆိုရင်ကျွန်တော်တို့ကအာတည်တည်ချာချာ ဘာနဲ့ပတ်သက်ပြီး psychiatrist နဲ့တယောက်အနေနဲ့ပေါ့နော်အဲ psychology နဲ့ပဲကြည့်ကြည့် psychological view point ဘက်ကပဲကြည့်ကြည့်အဲ့လိုမျိုးကြည့်ရတဲ့အတိုင်းတိုင်းရှိတယ်အဲ့တော့သူတော်ကယူတယ်လို့ပြောလို့ရှိနေတေချာတယ်သူတို့လည်းအယူတွေဖြစ်ပါလိမ့်မယ်အားလုံးအယူတွေယူရနော်တခုစစ်ဖို့ချုပ်တွေကလည်းတဲ့သူတို့မသေးတိုင်းနဲ့ပြည်သူလူငယ်တွေကိုထိုးချွတ်တတ်နေတာလို့တွေ့ပြီလားတဲ့စိတ်မကောင်းဘူးဟုတ်ပါလေနော်စိတ်မကောင်းစစ်တပ်ကလည်းအပေါ်ဝင်လင်းပြောမှာပြာနော် နိုင်ငံတော်စေတနာထားပါနော်နိုင်ငံတော်စေတနာထားခြင်းစေခြင်းတွေဥမင်းအွန်လိုင်းကနေစာရေးပို့ချုပ်တွေအားလုံးနိုင်ငံရေးအတွက်ထွက်ပေါက်ရှာပါနော်နိုင်ငံရေးအတွက်ထွက်ပေါက်ရှာစေခြင်းနိုင်ငံရေးထွက်ပေါက်ဆိုတာမျိုးဟာရှာမယ်ဆိုရင်ရှာလို့ရပါတယ်မရှာဘဲနဲ့ခင်ဗျားတို့လုပ်နေရင်ဒါမတွေ့တာပါထွက်ပေါက်ကအများကြီးရှိပါတယ်နော်ငါ့ဖင်လားတမနာရတဲ့ဖြစ်ရောတိုင်းပြည်အေဂျင့်ပါလာမေးခြင်းနဲ့ဟာနေုံနေနဲ့အဲ့ဒါလည်းပတ်သက်ပြီးကျွန်တော်ပြောမယ်နော်အခု ရွေးကောက်ပွဲကအာရွေးကောက်ပွဲကြောင့်လည်းမျောလင်းခဲ့ပါရင်းနဲ့ခုန်ခဲ့ပါတယ်နော်ရင်းနဲ့ခုန်ခဲ့ပါဒါမဲ့လည်းအခုရွေးကောက်ပွဲဒီကျွန်တော်မြန်မြန်ပြောပါရွေးကောက်ပွဲကဖြေမဟုတ်ပါဘူးရွေးကောက်ပွဲဆိုတာနော်ဒီတိုင်းအာနာယူရင်မကောင်းလို့ဥမင်းအွန်လိုင်းအနေနဲ့ရွေးကောက်ပွဲနဲ့ပတ်ပြပြီးတော့သူယူတာလို့ပဲကျွန်တော်တို့ကတော့နောက်ပိုင်းသုံးသပ်လာပြီဘာကြောင့်လဲသိလားအာဘယ်လိုခေါ်မလဲဆိုတော့ဘာမှမထူးဘူးလေဘာမှလုံးလုံးမမြင်ဘူးနော် အကောင်းဆုံးကတော့ကျွန်တော်တို့ဘာဖြစ်လို့ရွေးကောက်ပွဲရှိရင်တော့လည်းပြည်သူလူထုရဲ့အခန့်ကဏ္ဍအများကြီးပါဝင်လာတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကတော့အခုလက်ရှိအခြေအနေနဲ့ဆိုင်တော့ကျူးဆိုပါတယ်နော်ကျူးဆိုပါတယ်ဗျကျူးဆိုပါတယ်လူတိုင်းကယူနော်အားလုံးကတိုင်းရင်းသားညီကိုတွေပါတဲ့ချစ်ချစ်ခင်ခင်ညီညွတ်ရင်တိုင်းပြည်အမြန်တိုးတက်ပါတိတ်ကောင်းတဲ့ comment လေးပါကျေးဇူးတင်ပါတယ်နော်ကမောင်ရေးကျွန်တော် ARV တိုင်းက AC ပါ ARV တိုင်းက AC ပဲဆိုတော့မလုံနဲ့မလုံနဲ့ဗျခု ARV တိုင်းအခြေအနေက3-4မှာအသေးအချေစော်လင်ကြပါတယ်နော် မနေညာရောတနေ့ရောကျွန်တော်နေမြေခံတွေကိုမေးကြည့်တယ်အာဘယ်လိုခေါ်မလဲဆိုတော့ပြီးတော့နေမြေခံတွေတရင်တွေကြည့်ချက်ခါမှာတရင်တွေအားလုံးချိတ်ဆက်ပြီးတော့ကျွန်တော်ကောက်ချက်ဆွဲကြည့်တဲ့အခါမှာအဲတော်တော်လေး ERV တိုင်းမှာ၃လေးလေးနားမှာကျန်းနေတာလေးရှိတယ်နော်ကျန်းနေတယ်တော်တော်ကျန်းနေပါလားဒါနဲ့ပတ်သက်ပြီးတော့အဲအကောင်းဆုံးတရင်ရအောင်ကျွန်တော်ဆက်လက်ပြီးတော့စုံစမ်းပါမယ်နော် ERV ရဲ့၃လေးလေးနားမှာတို့လာတိုက်တယ် EE တဘုံလေး ။လာတိုက်တဲ့ခါမှာကိုဘကတရင်ဥမှုရပြီးတော့အဲ့ဒီဂွေ့မှာပေါ့နော်ဂွေ့နာမည်ကိုကျွန်တော်အမှတ်တမဲ့ဖြစ်သွားတယ်။အဲ့ဒီဂွေ့မှာဆော်လိုက်တာအီအီအတုံးယုံနဲ့တော့ပြန်ဆုတ်ပြေးသွားတာရှိတယ်။အဲ့ဆုတ်ပြေးသွားပြီးရဲ့အဖြစ်ကိုထပ်ပြီးတော့လာတယ်ဆက်ပြီးတိုက်နေစေပဲဖြစ်တယ်နော်။အရာပဲ၃လေးလေးရ၃လေးလေးကိုသူတို့အရာတိုက်နေတယ်။ကို၃လေးလေးချင်းနေမကောင်းဘူးတဲ့။သုံးလေးလေးခြေနေမကောင်းဘူးဆိုတဲ့ခါကျတော့ဟုတ်တယ်သုံးလေးလေးအနေနဲ့ခြေနေမကောင်းဘူးလို့ပြောလို့မရဘူးတိုက်ပွဲကျန်နေလို့ပြောလို့ရတယ် ဘာကြောင့်လဲဆိုတော့3လေးရဲ့ကာကင်းနေဖြစ်တယ်ကာကင်းနေကအာတက်မပေါ့နော်တယင်းနေနဲ့တယင်းတက်မတွေနဲ့စခန်းထုတ်ထားတာရှိတယ်အဲ့ဒီစခန်းကိုကြော်လာမှသာလေ3လေးလေးကိုဝင်တိုက်လိုက်ရမှာဖြစ်တယ်အဲ့ဒီစခန်းတွေကလည်းအသေးအကြေးပါပဲနော် the gift fighter တွေခုခံနေတာဖြစ်တယ်အဲ့ဒီကြောင့်မို့လို့တော့စေရေးအဖြစ်အရာရာဖြစ်နိုင်တယ်သို့ပါတော့လည်းပဲအဲစစ်တီတွေအဲ့မှာရွေးချင်ကြပြန်ချနေတယ်ကျွန်တော်ကြားသိရဆိုတော့66တက်မ66ကတယင်းနေဖြစ်ပါလိမ့်မယ်နော်တက်မ66တယင်းနေ အဲ့ဒီကာကင်းတွေမှာ special ပြန်ချနိုင်တယ်နော်ပြီးရင်၃လေးလေးကတော့ကျွန်တော်တို့ဗဟုခံစစ်ကြည့်ပေါ့ဗဟုခံစစ်ကြည့်အဲ့တော့အဲ့အတွက်ကြောင့်မို့လို့တိုက်ပွဲချမ်းနေရလို့ပဲပြောလို့ရပါတယ်အချိန်မကောင်းဘူးလို့ပြောလို့မရဘူးအရာရာဖြစ်နိုင်ပါတယ်နော်ဘူကောင်းဘူးလူမကောင်းတဲ့စစ်တပ်ကြောက်ပြီးအချိန်တွေရောရေမခဲဘူးလားကြောက်ပြီးအချိန်တွေစတော့ပဲပြောပြသွားပါပြီနော်ပြီးရင်ကြာသွားမှာပဲတဲ့ခင်ဗျားတို့ကလည်းခင်ဗျားတို့ပဲကျွန်တော်လည်းကျွန်တော်ပဲကျွန်တော်မှပါလဲဆိုတဲ့ခါကျတော့ဥမာအဖြစ် ဟိုဘုန်းကြီးတပါးကသူ့ကိုနော်ကျွန်တော်ကြားဘူးတာပေါ့ဘုန်းကြီးတပါးကသူ့ကိုတက်ပြောက်စွန်းကတ်တဲ့အချိန်မှာလာလာပင့်တယ်အဲ့တော့သူ့ကိုသူ့တဖြည်းဖြည်းနောက်ပိုင်းကျတက်ပြောက်ကိုတော့တက်ပြောက်ကိုတော့နာမည်ကြီးအဲ့လိုပဲအနာခကရိကိစ္စစခန်းနေကိစ္စစခန်းနေကိစ္စပြောပြောကျွန်တော်ပြောတဲ့စခန်းတက်တော်များများကပျောက်သွားပြီတော့ပျောက်သွားတာဖြစ်တယ်အဲ့တော့အေးခင်ဗျားတို့ပြောရလဲကျွန်တော်ကလည်းရှိရရှိတိုင်းဝန်ခံမှာပြနော် မဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကလည်းဆက်မဖြစ်ရလေအောင်ဖီအားပေးရမှာပဲပြောရမှာပဲเนาะအရှိတို့ရှိတိုင်းပြောရမှာလေးစားလျက်ပဲကိုပေါင်းလို့ကျေးဇူးများကြီးတင်ပါတယ်စစ်သားကိုမမောမောဘူးတဲ့မူကိုမောတာပါတဲ့သူတို့ဆွဲတဲ့မူဝါဒပြည်သူတွေเนาะကလေးတွေကအစเนาะကောင်းတဲ့သတင်းမရှိဘူးလားကိုပေါင်းကြားလိုက်ရရင်ကောင်းတဲ့သတင်းမရှိလားအာကောင်းတဲ့သတင်းပြောမှာဆိုစနအေရီဘက်ကအခြေအနေကောင်းတယ်နည်းเนาะအဲ့သတင်းတစ်ခုကောင်းတယ်နောက်ချိုဘက်အခြေအနေသတင်းကောင်းတယ်နောက်ချိုအခြေအနေသတင်းကောင်းတယ် အဲနောက်ထပ်နေရာတွေကတော့အခုချိန်မှာကောင်းတဲ့သတင်းမျှော်ခြင်းတော့ခင်ဗျားတို့အဖအကိုပြတ်သားခိုင်းမှရမှာ။နော်အဲကောင်းတဲ့သတင်းကိုပြောပါဟေးဆိုလို့ရှိရင်တော့အဲကျွန်တော်တို့တခုပဲပြောမယ်နော်ကောင်းတဲ့သတင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ NUG အကြောင်း PDF တွေအကြောင်းကိုကျွန်တော်တို့ဗစက်ကထုတ်တော်မပြောတော့။အဲ့ဒါခင်ဗျားတို့အတွက်ကောင်းတဲ့သတင်းပဲ။ဘာကြောင့်တို့ကကြာရှုံးသွားကြတာကြီးရ။နော် တော်လေးကြာချုံကသူတို့ကစကားထဲမှာထဲ့ပြောရလောက်အောင်ကိုအရာမရောက်တော့တာအဲ့တော့ဘာကြောင့်လဲဆိုလို့ရှိရင် NUG တို့ PDF တို့ဆိုတာစုတ်ပြတ်တက်သွားပြီနော်ဘာမှဖွဲ့စည်းလို့မရစုစည်းလို့မရတဲ့အဖွဲ့ဖြစ်ပြီ NUG ဆိုတာလည်းပြပမှာဘာဖြစ်နေပြီဆိုလို့ရှိရင်လုံးဝလုံးဝကြာချုံဖွဲ့စည်းဖြစ်နေပြီ NUG ကအဲ့တနည်းအားဖြင့်ဆိုလို့ရှိရင် လူတကာကဥမာပြည့်ဟိုလူကြီးဒီလူကြီးဟိုလူနှိမ်ဒီလူနှိမ်အဖွဲ့စည်းဖြစ်နေပြီအဲ့ဒီတော့ကြောင့်မို့လို့ NUG ကို NLD ရတာမှပဲစုံခွာလာပြီเนาะအဲ့ဒီ NUG ကိုမြေပြင် PDF တွေကလည်းဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဘောပဲပေါ့အဲ့အဲ့လိုမျိုးအဲ့လိုမျိုးပြောနေပြီเนาะအဲ့ဒီတော့ကြောင့်မို့လို့အဲ့ဒါခင်ဗျားတို့သတင်းကောင်းကတော့ NUG PDF ဒီဘာလို့ဘာမှလုပ်နိုင်တဲ့ဖွဲ့စည်းမဟုတ်တော့ဘူးเนาะအဲ့ဒါလေးသိဖို့လိုတယ်အဲ့ကြောင့်မို့ကျွန်တော်တို့နေ့စဉ်စတော့ကျွန်တော်ဟာ NGPD နဲ့ပတ်သက်ပြီးတော့ကျွန်တော် ပြောခဲ့တာရှိတယ်။မျက်နှာပြောပါရနော်။မျက်နှာဝေဖန်ပါလား။အခုဘာကြောင့်ဆိုတော့သူတို့ကပြောရလောက်အောင်နိုင်ငံရေးမှာအရာမရောက်တော့ဘူးနော်။ကြာချုံဖွဲ့စည်းတခုဖြစ်နေပါပြီ။အဲ့ဒါပဲပြောချင်။အဲ့ဒါသတင်းကောင်းပဲဗျာနော်။ကိုစောဖုံးကြောင့်ပြောပြပေးပါအောင်။ကိုစောဖုံးဟင်းကတော့အဲ့ဒါကျွန်တော်သုံးသက်ချက်ပါနော်။ဒါဒါနဲ့ပတ်သက်ပြီးကျွန်တော်တခါကိုစောဖုံးဟင်းနဲ့ပတ်သက်တခါပြောအောင်ဗျာ။ကိုစောဖုံးဟင်းအခြေအနေကိုကျွန်တော်ကြည့်တယ်ပေါ့နော်။ကျွန်တော်တို့ဆိုတော့လေသတင်းချက်လက်ယူတဲ့ခါမှာကျွန်တော်သတင်းချက်လက်တွေအကုန်လုံးကယူပါတယ်နော်။ အဲဆိုလို့ကျွန်တော်ကနီပိန်း channel တွေနော်အမှားဖြစ်ဟီဟာ channel တွေဟလာနီပိန်းဟီဟာလေးတွေပေါ့အဲအဲ့ဒီအဲ့ဒီ channel တွေအပြင်ကိုတခြားတခြားနေရာတွေကလည်းကျွန်တော်သတင်းချက်လက်ယူသလိုကိုဒီဘယ်လို comment ဆိုတော့ဒီ back channel မှာရှိတဲ့ Telegram channel တွေဒါလည်းသတင်းကျွန်တော်ယူပါတယ်တော့ထို့တူအဲဘယ်လို comment ဆိုမြေပြင်ကပြည်သူတွေပြောဆိုနေတဲ့သတင်းတွေကျွန်တော်ညီမဒါတွေအားလုံးကိုကျွန်တော် data ချက်လက်တွေစုပါတယ်စုပြီးကျွန်တော် content analyzer လုပ်ပါတယ်နော် analyzer လုပ်တဲ့အခါမှာကျွန်တော် category တွေရတယ်ရတဲ့အခါမှာဒါတွေပုံမှန်အခြေချပြီးကျွန်တော် ဘယ်လိုခေါ်မလဲဆိုလို့ရှိရင် hypothesis ပေါ့ကျွန်တော်နည်းနည်းလေးထုတ်ယူပါတယ်ထုတ်ယူတဲ့အခါမှာကြည့်ပြီးတော့ကျွန်တော်ကအဲ့ဒီမှာနည်းနည်းလေးကျွန်တော်သုံးသပ်ပြလိုက်တယ်ကြောက်သုံးသပ်ချက်ကပါလဲဆိုလို့ရှိရင်ကိုဇော်ဘောင်းဟင်းကိုဆွဲလို့ရတဲ့အမှုတွေကိုကျွန်တော်သွားတွေ့တယ်ပေါ့နော်အဲတွေ့တဲ့အခါမှာ66ကကြီးနဲ့ဆွဲလို့ရတယ်နော်အချမ်းဖတ်မှုတိုက်ဖြတ်ရေးဥပဒေအဲ့ဒါကိုလည်းအဲ့ဒါနဲ့လည်းဆွဲလို့ရတယ်နောက်တစ်ခုကသူတို့တွေအများနဲ့ပြောနေလို့ပေါ့ဗျာနော်ဒါသူတို့ကိုယ်တိုင်လည်း online မှာဝေခံတာရှိတယ်အဲအဲ့ဒါလေးတွေလည်းရှိတယ်အဲ့တော့ဆွဲလို့ရတဲ့ပုံမှန်တွေကိုကျွန်တော်ကသုံးသပ်ပြလိုက်တယ် ကိုယ်တော်ဘုန်းကြီးအနေနဲ့ဒါဒီဒီပုံမှားတွေနဲ့အခုလောလောဆယ်ဆွဲခံရနိုင်တယ်เนาะဒီပုံမှားတွေနဲ့ဆွဲခံရမယ်ဟိဆိုနှစ်ဘလောက်ကြာနိုင်လဲဆိုတော့ဟိုကျွန်တော်က online ပေါ်မှာအကျွန်တော်ရဲ့သုံးသက်ချက်အနေနဲ့ကျွန်တော်ကတင်လိုက်တယ်တင်လိုက်တဲ့အခါမှာခင်ဗျားတို့အဲ့ဒီ about ဘောမှများအုံနောက်တာမရှိတာเนาะအုံနောက်တာမရှိတာကျွန်တော်ကပဲအဲတိုက်ဆိုင်ခြင်းတော့ကျွန်တော်သတင်းတင်ပြီးရဲ့နောက်မှာပဲကျွန်တော်သတင်းပုံစံတိုင်းပဲကျွန်တော်ချုပ်သတင်းမီဒီယာတွေကလည်းပြန်တင်လာတော့တွေ့တယ်တွေ့တဲ့အခါမှာ သူတို့ဆွဆွဲတာပေါ့ဗျာနော်ကျွန်တော်ကဒီသတင်းမီဒီယာသတင်းပေးသတင်းပေးမှဖြစ်ကိုယ်တိုင်တင်မလားနော်အဲ့တော့အဲ့ဒီသတင်းမီဒီယာကြီးဆိုတာလေမိငန်းနေတာမိငန်းနေသူတို့စောင့်ကြည့်တယ်ဒီမှာအကုန်လုံးပါမှာပဲပေါ့ဗျာနော်အဲ့ဒီမှာကျွန်တော်လည်းမပါဘူးလို့ပြောလို့မရဘူးပေါ့ဗျာနော်ပါတယ်လို့လည်းပြောလို့မရဘူးသူ့ဘောတော့လည်းပဲတိုက်ဆိုင်နေကျွန်တော်ကဒီသတင်းတင်သူတို့ကဒီသတင်းကိုလိုက်တင်တာနော်ဒီသတင်းတွေသူတို့လိုက်တင်တယ်ဆိုတဲ့ခါကျတော့အဲတိုက်ဆိုင်မှုလေးတော့ရှိတယ်အဲ့တော့လည်းပတ်သက်ပြီးတော့ဒီအဘဘောမများကျွန်တော်ကပူးသက်ပါလေလို့လဲကျွန်တော်သုံးသက်တာ တုံးတက်ဆိုတာအဲတုံးတက်ချက်ဆိုတဲ့နေရာမှာเนาะအကျွန်တော်ဒီအထာရတ18ရက်ထဲမှာကျွန်တော်တော်တော်များတက်ထားရှိဆလိုချင်တာဗျာဟိုဓာခုတ်လန်ထုံးမဟုတ်တော့မှာပဲအ time 5ဘာညာပေါ့အဲ့ဒီမှာကျွန်တော်ဗေဒပညာလဲကျွန်တော်အထိုက်တင်တော့လိုက်စားဖို့ပါတယ်အဗေဒဗေဒလိုက်စားတဲ့နေရာမှာလဲတုံးတက်ချက်နဲ့ဟောကြားတာရှိတယ် prediction เนาะအဲ့လိုမျိုးတော့အခါကျကျွန်တော်ဘီဒီမြညာကိုလည်းကောင်းကောင်းကျွမ်းကျင်ပါလားနော်ကျွမ်းကျင်တော့လည်းသူကျော်တက်ပါလားအကျော်ဘီဒီဟောတဲ့ခါမှလည်းအဲတချို့တော်တော်များများသဘောကျကြတာရှိတယ်အဲ့တော့ ဒီသုံးသက်ချက်တွေနော်အတုတေဒီပုံစံမျိုးသွားပါတယ်။သွားတဲ့ခါမှာကိုယ်တော်ဘယ်လိုမျိုးပေါ့အဲဒီဘုရားဝါဒနာနဲ့ပါကျွန်တော်ဖြစ်နိုင်တဲ့ပုံစံလေးပေါ့ကျွန်တော်သုံးသက်လိုက်တာပေါ့နော်။ဥပမာဖြစ်ဒီပေါ့စစ်ပွဲတွေဒီဘယ်ခေါမလဲကျွန်တော်ဒီနှစ်ဆက်ဆက်ချင်းမှာကျွန်တော်ပြောခဲ့ရနော်ဒီလေးလပိုင်းကျော်ရင်ဘာတွေဖြစ်နိုင်လဲဆိုတာဒီပြင်ချေပါသလိုကျွန်တော်ရဲ့ဒီဗေဒပညာလည်းပါတယ်နော်အဲဒါကျွန်တော်ကကွန်မန့်ဆိုတော့ဝါဒနာလေးလည်းပါတာပေါ့နော်အဲ့တော့ဒီမှာလည်းပါတယ် ်ဘယ်ကိန်းအောင်ရင်ဘယ်လိုမျိုးဖြစ်တတ်တယ်ဆိုတာလေးလည်းကျွန်တော်တို့ကအတွင်လူဖြစ်စဉ်တွေကိုပြန်ပြီးတော့ကြည့်ပါတယ်နော်အဲ့တော့အဲ့လိုမျိုးတွေသုံးသက်ချက်လေးတွေကျွန်တော်လုပ်ပါတယ်နော်အဲ့တော့ဝါသနာလေးလည်းပါလို့ပါအဲ့လိုဆိုလို့ကျွန်တော်ကိုယ်စော်ဘုန်းကြီးအနေနဲ့ကျွန်တော်တင်တာကိုအဲဟိုဘက်နဲ့တော့တိုက်ဆိုင်နေရရှိတယ်တိုက်ဆိုင်တော့သူတို့ကပဲကျွန်တော်စီရကျွန်တော်ပဲသူတို့စီရနေရကြည့်နေတာသူတို့ကကျွန်တော်ကိုကြည့်နေတာဒါကျွန်တော်ကပြောမတတ်ဘူးနော်ဒါပေမဲ့အဘဘောမများတော့ကျွန်တော်ကသတင်းပေးသတင်းပေးမှဖြစ်ငါကိုယ်တိုင်တင်မလားဟာဘောမတွေရ စိတ်ညစ်ပါတယ်နော်ကြောက်ပြူကဝိုင်းနေပြီတရုတ်ဘလို့ဖြစ်နိုင်တယ်လဲတဲ့အဲတရုတ်ဘလို့ဖြစ်နိုင်တယ်လဲမေးရမှာမဟုတ်ဘူးအဘဘလို့ဖြစ်နိုင်တယ်လဲမေးရမှာနော်အဘဘလို့ဖြစ်နိုင်တယ်ဆိုတာမေးရမှာအဲ့တော့အဘဘလို့ဖြစ်နိုင်တယ်အဘအသေးချာမေးပါနော်ကျွန်တော်ကမြန်မာပြည်ကဘယ်တော့အေဂျင့်ပါလဲအကူတဲ့ ဒီမိဘတော့မဖြေပြရသေးနဲ့ဗျာနော်ကိုမောင်ကမြန်မာပြည်မှာရှိရင်ကိုကိုမောင်လည်းဖန်ခံမှာဟုတ်ပါတယ်ဖန်ခံမှာကျော်သိပါရယ်နော်အဲ့တော့မောင်တကယ်သူလူကိုဘတ်တာအစ်စ်ပါအော်သူလူကိုဘတ်တာအစ်စ်အေးအေးအေးနော်အေးသူလူကိုဘတ်တာဆိုတာဘာကိုပြောရလဲအားလည်းမင်းတို့မလို့ပြန်စဉ်းစားမှာနော်အခုချိန်နေပေါ့အခုချိန်မှာနှစ်ဖက်စလုံးမှာပေါ့ဒီပိရင်ရက်ကွက်ပေါ့ဒီတော်လိုင်းရက်ကွက်မှာလည်းနည်းနည်းလေးအမြင်မတူတဲ့သူတွေဟာ ဒလန်ဖြစ်သွားသလိုကွန်ပေါင်တို့ဒီမှာလည်းဒီဘက်ရက်ကွက်ပေါ့တို့ဘောမရက်ကွက်မှာလည်းစစ်ဘောမနဲ့အပဘောမနဲ့ကွဲပြီးတော့အတူတူကိုဘတ်သားတွေဖြစ်ကုန်တာလည်းရှိရဒါတော့ခင်ဗျားတို့ခံယူတဲ့အပေါ်မှာမူတည်ပါရယ်နော်ဘယ်ချိန်ဘယ်လိုဖြစ်နိုင်လဲပြောကြည့်စပိုင်နဲ့ကျွန်တော်စပိုင်မတော့ပါဘူးဗျာနော်ကွန်မောင်အနေနဲ့ပြောမယ်နော်ကွန်မောင်ရက်တီချက်ကဒီရက်တီချိန်မှာဒီထက်ပို့ပြီးတော့လည်းနေသောတာမရှိဘူး ဘယ်ဘက်မှလည်းရင်းသွားစရာအကြောင်းမရှိဘူးကိုမမောင်ကြီးစစ်တပ်နဲ့ရက်တည်သွားမှာပဲဖြစ်တယ်နော်မှန်တော်လို့ရွာပြင်ရောက်တယ်ဟုတ်တယ်ရွာပြင်ရောက်မှကြောက်ရင်ကျွန်တော်ဒီအလုပ်တွေမလုပ်ပါဘူးရွာပြင်ဆိုတော့ကျွန်တော်မှမရှိပါဘူးနော်အဲကျွန်တော်မှအဲနီနီပြပြဝါဆိုင်ကကျွန်တော်ပြည်သူတွေပါကျွန်တော်မကြိုက်တာအကြမ်းဖက်မှုနဲ့အဲ့ဒီမတရားမှုဆိုတဲ့ဒီတယောက်တယောက်မတရားလုပ်မှုကိုကျွန်တော်မကြိုက်ပါဘူးနော်ကြီးရည်လေးတဲ့တိန်တော်တဲ့ဖယ်မင်းရဲ့ကျဲတဲ့အမှုကျအစင်းနဲ့ဝေဖန်နေတာ တိန်တော်သဖွယ်မင်းရဲ့ကျဲနေတာเนาะတုံအောင်ကျဲတာကောင်းတယ်မဘကထက်ကြပြီနဘကကြပြီတော့เนาะအောက်မှာเนาะဘယ်လိုခေါ်မဆိုလို့ရှိရင်ရောက်26ရောက်လောက်ထီခီက26လောက်အောင်ထိုးကြွေးလောက်တဲ့မင်းရဲ့ကျဲတာတော့ခင်ဗျားတို့ဒီတဲ့ကျဲရင်ကျဲနေခင်ဗျားတို့ထပ်ပြီးအခြေခံနေရရင်အပြဿနာရှိရယ်เนาะဟုတ်လားအဲနောက်ထပ်အခုချုပ်ဒီရစခန်းလေးတွေအသေးကုန်ပြီသေကုန်ပြီဒီတိုင်းမဲ့လုပ်ပြီးဒီတိုင်းမဲ့ပေးပြေးပေးသေးတာလားเนาะအဲ့ဘယ်ဒီကြားမှာထပ်ပြောမယ်ဆိုလို့ရှိရင် အဲဘလို့ခေါ်မေးရအရန်ကျွန်တော်ကဒီမပတ်ခါလဲနပတ်အဘလို့ခေါ်နပတ်ခါလဲကြာသွားပြီရမခါလဲကြာသွားပြီနော်အခက်မသိရင်မျိုးပေါင်းရာကျော်လဲကြာနေပြီအဲ့တော့ပြန်ရပါလေဆိုတော့မျိုးတွေအားလုံးကလည်းသဘုံကိုဘလောက်ထိများကိုကနော်ပေးလိုက်ရတယ်အမင်းရဲ့ကျွေတာမဟုတ်ဘူးမင်းရဲ့ညံ့နေတာစစ်တီတွေထိုးကျွေးနေတာဆိုတော့ဟုတ်ပါလေတဲ့ထိုးကျွေးနေတာသူတို့မိသားစုမသိရတာလေးတဲ့ကိုရဲ့မှန်ကန်ကိုရဲ့ဟုတ်တယ်နော် ောက်သွားပြီညီကိုတွေမင်းတို့စစ်တီတွေကိုထိုးကျွေးနေတာเนาะဟုတ်ပြီအဲ့တော့နိုင်ငံသွားခြင်းလို့အမြင်ရမယ့်ရေရလေးခြေပြီးပါခင်ဗျားတို့ကျွန်တော်ဝန္ဒနာလိုက်နဲ့တွက်ချက်မှုဆိုတာပဲကျွန်ပညာရက်တိုင်းမှာကျွန်တော်ပြောပြမယ်เนาะဗီဒီယိုကျွန်တော်ယုံကြည်လားဆိုတော့အယုံကြည်လည်းမဟုတ်ဘူးဒါပေမဲ့ပညာရက်တစ်ခုအနေနဲ့ကျွန်တော်အသိမှတ်ပြတယ်เนาะအသိမှတ်ပြတဲ့အတွက်ကြောင့်မို့လို့တွက်ချက်မှုတွေတော့ကျွန်တော်မှာရှိရဒါမှန်တယ်เนาะဒါကဘာလို့ခေါ်မလဲဆိုတော့ scientific research ရဲ့အတိပ္ပာယ်သူလည်းပါပညာရက်တစ်ခုပဲเนาะ မအေးဝင်းစီစဉ်ကျမတို့အနီတွေပဲဒါပေမဲ့ကိုမောင်ကို like တွေရောကြည့်စစ်ပါကျေးဇူးအများကြီးတင်ပါတယ်